ဟယ်လိုအားလုံးပဲမင်္ဂလာပါလင်းပါကော်ဖီတောက်နေကြသူတယောက်ကကဖင်းရှောင်ရတဲ့အချိန်မျိုးတွေပဲဖြစ်ဖြစ်နေမကောင်းတဲ့အချိန်မျိုးတွေပဲဖြစ်ဖြစ် ကော်ဖီဒရင့်တစ်ခုခုမတောက်ရအောင်ဆိုလို့ရှိရင် အာ meaningless ဖြစ်တယ်ဆိုပြီးတော့ခံစားရတော့တယ်ဟုတ်အာလင်းလဲအဲ့လိုပါပဲလင်းလဲဒါလက်တလုံးမှာအာအစာရင်ဖြစ်ကျင်တလို့ဖြစ်ပြီးတော့ကဖင်းရှောင်ရတဲ့အချိန်လေးရှိခဲ့ပေါ့နော်အဲ့ဒီအချိန်လေးမှာလင်းနေတဲ့ coffee မတောက်ရတဲ့အတွက်နဲ့လဲအာကိုကိုတခုခုလိုလိုလို heart attack လိုလိုခံစားခဲ့ရတဲ့အချိန်လေးရှိပါတယ်အာဒါပေမဲ့အစာအိမ်ဖြစ်ကျင်တာဆိုတော့ကဖင်းကတော့တောက်မရဘူးလीနော်အဲ့တော့လင်းအဲ့ဒီအချိန်လေးမှာ healthy ဖြစ်အောင်တောက်ခဲ့တဲ့ drink လေးတစ်ခုအကြောင်းကို sharing လုပ်ပေးလိုက်ချင်ပါတယ်အဲ့ဒါကတော့ ဒယ်မတ်အဲချာမိုမိုင်းတီတွေပဲဖြစ်ပါတယ်သူကတော့အာလင်းရဲ့လောကအဲ့ဒီ sign နေအောက်တာလောက chronic ဖြစ်သွားတဲ့အခြေအနေမျိုးစားမှာတော့လောကကုခဲ့တဲ့ drinks ဝင်နေမမပါဘူးဘာဖြစ်လဲဆိုတော့လင်းအဲ့ဒီနေကအစားများပြီးတော့ကြော်တွေပါစားလိုက်ပြီးတော့မှလူကလောကနေမကောင်းတော့တဲ့အခြေအနေ body ထုတင်းနေတဲ့အခြေအနေဖြစ်ခဲ့တယ်အဲ့အဲ့ချိန်မှာတော့လူကနေလို့လည်းမရတော့ရှိသေးတောက်လို့မရတော့ဘူး ဲ့တော့အဲ့ချိန်မှာဘာလို့လောက်ရမယ်မသိတဲ့အချိန်မှာ ChatGPT မှာရှာကြည့်လိုက်တော့သူကချာမိုမိုင်းတီးလေးကိုညွှန်းတာနဲ့ညီမလေးတယောက်အပြပူတဲ့ချာမိုမိုင်းတီးလေးကိုတတိယသွားတယ်လင်း one stop မှာသွားပြီးတော့ဝယ်ခဲ့ပေါ့နော်အဲ့ဒါကတော့အာ Delma Chamomile Tea နေဖြစ်တယ်။သူကသုံးပြရလဲလွယ်ပါတယ်။ဒီလို Jasmine Tea လို့ပဲ။အာရင်းနှွေးပူပူလေးထဲမှာအဲ သူ့ရဲ့အထုပ်ကလေးကိုအာ3မိနစ်ကနေ5မိနစ်အထိစိမ်ပြီးတော့တောက်ရုံပါပဲအဲတောက်လို့လည်းတော်တော်ကောင်းပါရဲ့ အမ်ဖန်ကားမနေပဲနဲ့ဒါ smooth drink ပုံစံမျိုးခံစားရရပေါ့နော်။အော်ပြီးတော့သူကဟို cold drink နေနဲ့တောက်လို့ရပါတယ်။အဲ့ဒီကသူ့ကိုတောက်ပြီးတော့နှစ်နာရီအကြာမှာလူကဖြည်းဖြည်းနဲ့သူကဟိုချမမရဲ့ဓာတ်ကိုကလူကလုံးဝ clean ဖြစ်သွားစေရဲ့ဓာတ်ပါရဲ့အတွက်နဲ့ဒါဟိုနှစ်နာရီကြာတဲ့အချိန်မှာတော့ clean ဖြစ်သွားတဲ့အချိန်မှာလူကအချင်း တဲ့ပုံစံမျိုးလေးစပြီးဖြစ်လာတယ်ပေါ့နော်အဲ့တော့အာဖြစ်နိုင်မှာဆိုလို့ရှိရင်တော့အိတ်ခါနီးကြမှာတောက်တာတော့ပို့ပြီးတော့ကောင်းလိမ့်မယ်လင်းကတော့အစာကြေအောင်ဆိုရင်ရည်ရွယ်ချက်နဲ့ဒါထမိုင်းကိုတောက်လိုက်တာဖြစ်ပါတယ်အဲ့ဒီကလင်းကအဲ့လိုတောက်ပြီးတော့အိမ်ပြန်တယ်အိမ်ပြန်ပြီးတော့အိမ်ရောက်တဲ့ချိန်မှာလုံးဝချက်ချင်းကိုအိတ်လိုက်တယ်အေးလိုက်ပြီးတော့ပြန်ထားတဲ့အချိန်မှာဆွမ်းထားတာလောကအခုအစာမကြည်ပါဘူးဆိုရဲအရာတွေလောကသူက detox လုပ်ချလိုက်တယ်လို့အာကောင်းသွားပြီးတော့လောကနေလို့ထိုင်လို့လည်းကောင်းသွားတယ်ပေါ့နော် ဒါပေမဲ့ဒါကြီးကတော့စီးတခုတော့မဟုတ်တဲ့အတွက်တော့ဆရာဝင်တို့ပြတာပေါ့နော်လုံးဝဟိုအစမကြည်ဘူးလုံးဝဟိုလုံးဝဘာမှမဝင်တော့တဲ့မျိုးစားမှာတော့ဒီချမူမိုင်းလေးကလုံးဝအစကြည်အောင် digest ဖြစ်အောင်တော့ခူပီးရဲ့နေရာလေးမှာတော့ထောက်ခူပီးတော့ဖြစ်ခဲ့ပါတယ်အဲဆရာဝင်ပြတော့လေလောလောဆယ်မှာတော့အစာရင်ရှိနေတဲ့အတွက်နဲ့အာကဖိန်းကိုရှောင်ခိုင်းတယ်ဒါပေမဲ့ဒီဟာလေးကိုပြကြည့်ရဲ့အချိန်မှာတော့သူကတော့ဒါတော့ တောက်ခွင့်ပေးရဲ့ဘာလို့ဆိုတော့ detox လုပ်ပြီးရဲ့အရာမျိုးဆိုတောက်ရရဲဆိုပြီးတော့လဲ recommend လေးပေးပါရဲ့အဲ့တော့သူ့ရဲ့ကောင်းကျိုးကတော့ကျွန်တော်ပြောသလိုအစာကြည်ရဲ့ပြီးတော့ကောင်းကောင်းလေးအိပ်တာမို့လို့အဲနောက်အိပ်ရထလာရင်မှဆိုရှင်လုံးဝတက်ကြွလန်းဆန်းနေမှာတော့အတိချာပါပဲအဲ့တော့ဒီလိုမျိုးကောင်းကျိုးများရဲ့ caffeine တက်နေတဲ့အာ drink ဖြစ်တဲ့ Delma chamomile tea လေးကို link အရ review လေးပေးလိုက်ပါရနော် ခုထိတော့ဒါနေကောင်ကင်ဆိုင်နေစေလီမို့လို့ coffee block လေးရှိရတော့ခွန်လပ်ပါနေကောင်ရင်တော့ coffee block လေးအများကြီးတင်ပေးပါမယ်အာအဲ့တော့ဒီ block လေးကတော့အာလင်းလိုမျိုးပဲ coffee lover coffee crazy ဒါပေမဲ့ drink အာ coffee ရေမတော်ရင်ဒီ caffeine ရှောင်ရတဲ့ရက်တီအစာရင်လျောက်ဖြစ်နေတဲ့ရက်တီ အာနင်ကောင်းတဲ့ရက်တွေမှာတောက်လို့ရမယ်ဒါ drink ခုခုအကြောင်းကို link က sharing လေးလို့ပေးလိုက်တာဖြစ်ပါတယ်အဲ့တော့ link ရဲ့ဒီ blog လေးကိုစောင့်ကြည့်နှာထောင်းပြီးရဲ့ travel ချစ်စုများကြီးတင်ပါတယ်နောက်ထပ် season တစ်တည်း video တစ်တည်း podcast အသစ်လေးတွေမှာပြန်လည်ပြီးရောဆုံတွေ့ပါအောင်မယ်နော် thank you i love you all bye